အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖန်တယ်တော့ MND ရဲဘော်စေမှုမှာလာရှုံမုံကုံနောက်ချိုတီဘော်တို့ကိုစစ်တကပြန်ပြီးတိုက်ယူလို့ရလာတာလားဟုဆိုလာတဲ့မင်းဝင်နေထုတ်လာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒရမာ MND ရဲဘော်အဲ့ဒီကြောင့်လဲဆက်သက်ပြီးဘာတွေဘလို့ပြောဆိုထားတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ အားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ아기ပြောနေကြလို့တစ်ချက်တော့ပြောကြည့်မယ်ဗျာဟုတ်ပြီကျွန်တော် MNDA တွေဒီပါဘူးလာရှိုးတွေပြန်ပေးခဲ့တယ်နောက် DNA တွေဟို ကြောင့်မဲ့ဒီဘောနောင်ချိုမှုကိုဒါတွေပြန်ပေးခဲ့တယ်ဟုတ်ပြီဒါခမားတို့ရဲ့လှိပ်ပြောင်တော့ခမားတို့လိန်လို့မရအောင်ဗျနော်ဟုတ်ပြီလားခမားတို့လှိပ်ပြောင်ခမားတို့လိန်လို့မရအောင်တိုက်ယူလို့ရခဲ့တာလားအဲတောင်းယူလို့ရခဲ့တာလားဘယ်လိုလုပ်ပြီးရခဲ့လဲဆိုတာလူတို့ကိုခမားတို့လိန်လို့ရမယ်အခြားတော့လူတွေကိုခမားတို့လိန်လို့မရအောင်အခြားတော့လူဆိုတော့အတိတ်ကကိုယ့်ကိုယ်နဲ့ကိုယ်တော့လိန်လို့မရအောင်ဗျနော်ဒါခမားတို့အတိတ်ဆုံးနေရပါဘယ်လိုလုပ်ပြီးရခဲ့လဲဆိုတာနော် ဘာအနေနဲ့ជីတစ်ချက်မှမဖောက်ဝင်နဲ့อืมဒီမြို့တွေပြန်ရလိုက်တာဒါအဖမင်းအောင်လေးရဲ့ဟောဆောင်းဆောင်ကျေပေါ့သူရဲ့အဆောင်းအစပေါ့နော်အေးဒါမျိုးကြီးပြောနေတယ်နောက်ပြီးဟိုကျွန်တော်ကိုလည်းဒီ comment မာတွေရောဟို message ရောနီးမျိုးစုံနဲ့ပို့နေကြတယ်မှန်လေဟုတ်ပြီဒါပေမဲ့အဲ့ဒါအခုခင်ဗျားတို့ပြန်ရကြထားတဲ့နေနေနေမီဆိုတာဒါအများကြီးလည်းမဟုတ်ဘူးနော် အဲ့ဘလို့ပြန်ရခဲ့လဲခင်ဗျခုနကကိုပြန်စဉ်းစားလိုက်စဉ်းစားလို့ရှိရင်ခင်ဗျားတို့လက်ရေးတဲ့ comment လို့ message တူကခင်ဗျားတို့အရင်ရှက်ဖို့ကောင်းနေပြီခင်ဗျားတို့ဘလို့လုတ်ပြီးတော့ဒီနေနေဒီခင်ဗျားတို့ပြန်ရလာလဲနောက်ပြီးတော့လည်းရမင်းတက်တက်လုံးနဲ့တိုက်လို့အောင်တော့မဟုတ်ဘူးဆိုတော့ဒါဘာလဲမြန်မာနိုင်ငံဘာအုပ်ချုပ်လဲစစ်အုပ်ချုပ်တယ်ဟောရခိုင်မှာဆိုရင်ကြည့်လိုက်ခင်ဗျားတို့ရဲ့အုပ်ချုပ်မှုနေမြာအုပ်ခုပဲကျန်တာရှမ်းပြောင်းမှာကြည့်လိုက်ခင်ဗျားတို့အုပ်ချုပ်လို့ရတာဘာချုပ်တော့ခုမရှိဘူး ဘာလဲတိုင်းပြည်အုပ်ချုပ်မင်းလုံနေဆိုဒီမှာကိုယ်တိုင်းပြည်တစ်ခုလုံးကတော့အပြည့်အဝမအုပ်ချုပ်နိုင်တဲ့ဒုတိယလို့ပဲကျွန်တော်တို့ယူဆတယ်ဟုတ်လားနော်ဘာလို့ဆိုတိုင်းပြည်အုပ်ချုပ်မင်းလုံနေမှာဒီတိုင်းပြည်တစ်ခုလုံးကတော့မအုပ်ချုပ်နိုင်တဲ့ဒုဒါတော့လည်းအောင်မြင်လားမအောင်မြင်လားဆိုတာအမှကြည့်နော်အချိန်လုံးကကျွန်တော်တို့ဒီအာနာရှင်စနစ်အာနာရှင်နေအုပ်ချုပ်နေတဲ့အချိန်မှာ ဘယ်နေရာဖယ်သေးတာမဆိုခမရတို့ရဲ့စစ်ဖက်လက်ကိုပဲကြောက်နေရတယ်ခမရတို့ရဲ့ဖနှက်အောက်ကိုပဲပြန်ပြဝတ်နေရတယ်အခုအဲ့လိုနေနေပြီလက်ဝဲသွားကင်းလွတ်နေပြီအဲ့တော့လည်းအောင်မြင်လားမအောင်မြင်လားဆိုတာမိစရာကိုအကြောင်းကိုမရှိတော့ဟုတ်နော်တစ်ချိန်ကခမရတို့တွေကကိုယ်အားနဲ့ကိုယ်ကိုမြင်းနဲ့ကိုယ်စီးလို့ရအထင်မှမသိအမှမှမသိလဲစီးလို့ရတယ်ခင်ဗျားတို့အခုနေချိန်မှာအဲ့လိုရလား ကျွန်တော်တို့ရခိုင်ဘက်မှာရလာလားကိုကန့်ဘက်မှာတွေရောရလာလားဘယ်ဘက်ပဲဒီအတော်မြင်မြတ်မှာခင်ဗျားတို့နေမိတယ်အရင်ကြုံနေပြီဒါဟုတ်တော်လိုင်းရပဲချင်းအောက်မြင်မှာလဲအောင်ဟောအောင်မြင်မှာလားလို့ခင်ဗျားတို့မိတယ်ဒါတော်လိုင်းအောင်မြင်တယ်လို့ပဲအများကြီးယူဆလို့ရတော့ဟုတ်ပြီလားအဲ့တော့ကိုယ်တော်ကိုလည်းတရားလေးစဉ်းစားဖို့ပါတုံတက်ကြစီခြင်းပါပဲအဲဒီဒီမှာလည်းတက်ဆက်ထဲမှာပဲကျွန်တော်တက်ဆက်ပြန်ပြောကြည့်အောင်နော်ဒီဘက်မှာ commonly အဲ sorry message လေးတစ်စောင်းဝင်လာလို့မင်းတို့လက်နက်ကင်နေ မရှိလို့ရှိရင်ဒီမြေရွာတွေဘုံမကွယ်ဘူးဆိုတဲ့အကြောင်းလေးပြောလာလို့နော်အဲဆိုတော့ဟုတ်ပြီချက်ပြောကြအောင်ကျွန်တော်တို့အခုကျွန်တော်တို့နေရနေရပါလေဘုံကွယ်တာတွေကြားဘူးလားဆိုကြပါစို့ကျွန်တော်တို့တွေမဟုတ်ဘူးနော်ဒါ MND TNN AA နောက်အခြားတော့နေရဒေတာတွေလည်းနောက်မှာရှ KIA တို့နော် KIO တို့ KNU တို့ဒါမျိုးတွေအများရှိတယ်သူတို့ကြီးပဲနေထားတဲ့နေရာမှာဘုံကွယ်တာကြားဘူးကြသလား အေးစစ်ကောင်စီရဲ့နေမည်မတငိမ့်နဲ့နေမည်မှာလေးပဲဟိုဘက်ဘုံကွယ်လာဒီဘက်ဘုံကွယ်လာဟိုရမီအောင်လဲဒီလီရမီအောင်မီအောင်လိုက်ဒါနေမှာကျွန်တော်ကြားနေပဲဘူးရနော်ဒါရှင်းရှင်းလေးလိုလကူကူလေးစဉ်းစားလို့ရဘာကြောင့်လဲဆိုတော့ခါကျတော့အခုသူတို့ဟိုနမလမကမှာရှိနေတဲ့နေရာမှာလည်းဘုံကွဲတာပဲပြီးရွာမီလောင်တယ်ပြီးမရိမှုတွေဖြစ်တယ်အဖြစ်ဆုံးမရိမှုပဲ အဲ့လူပဲဒါလက်နဲ့ကင်နေအဲ့လူပဲအမြဲတမ်းတုံနေကြပဲဆိုကြပါစို့ဆိုကြပါစို့နော်ဒါကျွန်တော်တဘောတရားပြောပြလိုက်တယ်လက်နဲ့ကင်နေအခြားတော့တပုံအဖွဲစီတယ်အဲ့လူပဲတုံနေကြစမြဲဆိုလို့ရှိရင်တပုံနေရှိရနေမှာအပြူတောင်မှမကြံတော့ယွာအင်ဂျီလည်းမကြံတော့လူလည်းမကြံတော့အကုန်လုံးဘုံကွဲတော့တိတ်မယ်ယွာမရှိလို့ကုန်မယ်မရင်းကျင်မြတ်တာလို့တိတ်ကုန်မယ်ရှင်းလားနော်လွယ်လွယ်လေးစဉ်းစားလိုက်လွယ်လွယ်လေးစဉ်းစားလိုက်နော် ဘာကြောင့်အဲ့လိုဖြစ်နေရလဲနောက်အဲ့ဒီဖြစ်နေတဲ့နေရာတွေဒေတာတွေဘယ်နေရာတွေလဲစိတ်ကောင်းစီနဲ့မလမ်းမကန်းနေမိနေပြီးဖြစ်နေတယ်တပုံနေနေမှာဖြစ်သွားတာမရှိခဲ့ဘူးเนาะဟုတ်ပြီလားအဲ့တော့တပုံနေမိနေမှာအဲတပုံဆိုတာတိုင်းတာလက်နဲ့ကိုင်းနေနေရာဒေတာတွေမှာဒါမျိုးဖြစ်ခဲ့တယ်ဆိုတာမရှိတော့ပဲမရှိတော့မပြောဘူးတော့ရှိတော့ရှိခဲ့ဘူးမှာပါကျွန်တော်မသိတဲ့အချက်လက်တွေလည်းအများကြီးရှိမှာပဲ အဲ့တော့အခုဒီဖြစ်နေဖြစ်စင်နေတာစစ်ကောင်စီနဲ့မလမ်းမကမ်းမှာဟောဘုံကွယ်တော့တယ်မင်းတန်နေရငယ်ရွာလီမိရှုတော့တယ်မင်းဟုတ်နော်ဖြစ်မရင်းမှုတွေဖြစ်တော့တယ်မင်းအေးတပုန်နီးကပဲလက်နဲ့ကြိုင်နေပဲလှုပ်တယ်ဆိုလို့ရှိရင်တော့အခုမြန်မာနိုင်ငံအတော်များများမှာလက်နဲ့ကြိုင်အဖွဲ့စည်းတွေကကြီးစိုးထားတာအဲ့တော့အဲ့ရွာမှာဘယ်ဘယ်လိုလုပ်ပြီးလူတွေရှိတော့မှလဲဘုံကွယ်တည်ကုန်မှာဗောပြီးတော့ရွာလီမိရှုတော့ကုန်ပြီလေ ပြီးတော့မရင်းချင်းလို့တိတ်ကုန်ပြီလေသူကဆိုကြပါဆိုအဲ့ဒါတွေလည်းရတယ်ဘာမှမဖြစ်ဘူးထားအခုတကယ်တကယ်အဲ့လိုဖြစ်နေဆိုမြန်မာနိုင်ငံတော်အစိုးရအကြီးအုပ်ချုပ်ထားတာဆိုတော့ဘာကြောင့်စစ်ဘေးရှောင်နေအကုန်ချက်ခံပြီးခေါ်ပေးခြင်းမရှိခဲ့တာလေလူသားတယောက်ရဲ့လူခွင့်ရေးဖြစ်တဲ့ဇာနာမဲရွေးချယ်ပွဲဆိုတာကအကျံပတ်စစ်ကောင်စီရဲ့အတင်းတမကျင်းပတဲ့အကျံဖတ်သမားရဲ့ရွေးကောက်ပွဲကို လူသားတယောက်ရဲ့အခွင့်အရေးကြောင့်လူအခွင့်အရေးကြောင့်မောင်နှမတွေမဲထည့်လို့ရပါတယ်။ဒါပေမဲ့မင်းအောင်လိုင်းဆိုတဲ့လူဟာဒီ၅နှစ်တာကာလမှာပြည်သူနဲ့ပြည်သူရဲ့ကလေးလူငယ်တွေကိုတယောက်ကိုမှเนาะအနေစားချောင်အောင်မလုပ်ခဲ့တဲ့အပြင်သူ့ကိုသူ့ကိုကူညီပေးနေတဲ့တသက်ခိုင်ကိုတောင်မှအကျွေးသိမ့်တသိမ့်ရှိလို့ရွေးကောက်ခံခွင့်မပြုခဲ့ဘူးသူ့ကိုသူ့ရဲ့ရွေးကောက်ပွဲကိုမှန်ကန်ပါတယ်လို့ပြောခဲ့တဲ့စောချစ်သူနဲ့ DKBA ရဲ့ ကြားပြန့်လုပ်ငန်းတွေကိုလည်းเนาะမင်းအောင်လိုင်းနဲ့ဒီအကြမ်းဖက်တွေကသူတို့ရဲ့အာဏာသူတို့ကိုတိုက်ခိုက်လာနိုင်တဲ့အာဆီယံနဲ့ဒေါ်နယ်ထရန့်ရဲ့ power ကိုကြောက်ပြီးတော့စတိခဲ့တယ်။ရှမ်းပြည်နယ်မှာဆိုရင်လည်းတရုတ်ပြည်ကအလို့ရှိနေတဲ့ဥယျာဉ်စေသမားတွေเนาะတကယ်ကြားပြန့်ဂိုင်းကြီးတွေမာဖီးယားကြီးတွေကိုတရုတ်ပြည်ကိုသူတို့ရဲ့အနေချောင်ရေးအတွက်ထိုးထည့်ခဲ့တယ်။လူ့အခွင့်အရေးကြောင့်မောင်နှမတွေမြန်မာပြည်သူပြည်သားတွေမဲပေးခွင့်ရှိပါတယ်။သို့တော့ မြန်မာနိုင်ငံကိုဒီအကြမ်းဖက်စစ်အာဏာရှင်ရဲ့စောက်တက်ကနေပြီးတော့အနိုင်ရသွားမယ်ဆိုရင်မြန်မာတပြည်လုံးဟာမြန်မာတပြည်လုံးဟာတက်ပိုင်မြေဖြစ်ပြီးတော့အခုလိုမျိုးပဲကြိုင်းစိတ်ကြီးမြို့နယ်ကလိုပဲမြို့တိုင်းမြို့တိုင်းရွာတိုင်းရွာတိုင်းကိုဘူဒိုဇာနဲ့ထိုးကလော်ပြီးတော့ဖိုးဘက်မှာရှိနေတဲ့เนาะခိုးဝင်ခိုးဝင်ဒီကွန်မြူနစ်ပါတီကကွန်မြူနစ်စီအနေချောင်းအစားချောင်းမှုအတွက် ်တင်တို့ရက်ွက်တွေတင်တို့ပိုင်ထားတဲ့ဈေးတွေတင်တို့ဝယ်ထားတဲ့မြေကြီးတွေအခုလောလောလတ်လတ်အလကားလောက်နီးနီးရထားတဲ့အဘကိုဖားရင်းနဲ့6800ဈာတွေရဲ့မြေကွက်တွေအခုလိုကာလမျိုးမှာကမ်ပိန်းတွေကိုခိုးပြီးတော့မေလိုအတွက်တော်လန်ရို့ဖျက်ဆီးစေတဲ့လူတွေအားလုံးနင်တို့မှတ်တာအာနာရှင်ဆိုတာတတိုင်းပြည်လုံးကိုနိုင်ငံတော်ဖြစ်ချင်တဲ့အာနာယူတွေတိုင်းပြည်ထဲမှာနင်တို့ပါနင်တို့ဘယ်နေရာမှာပဲပိုင်ထားပိုင်ထားအဲ့ဒီမြေတိုင်းဟာအာနာယူနိုင်သွားတာနဲ့တတ်ပိုင်မြေပဲပြန်ပြောမယ်အာနာယူနိုင်သွားတာနဲ့ နင်တို့ပိုင်တဲ့လေတကွက်တောင်တက်ပိုင်မိဖြစ်မှာသဘော